မင်္ဂလာပါရှင်။ Dover Watch ကစီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်ထိခိကိုတိုက်လေရင်နဲ့ဘုံးထက်ကျဲပြီးဆက်တနတ်နဲ့ပါပြစ်ခတ်ခဲ့တဲ့သတင်း။တနင်္သာရီမြို့နယ်တကူရွာမိသက်ယုံကိုဆရာနာရှင်တပ်ကဘုံးကျဲလို့အရက်သားထိခိုက်မှုရှိတဲ့အကြောင်းလောင်လုံးမြို့နယ်မှာပြစ်ခတ်မှုဖြစ်ပြီးဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေတရချောင်းမြို့နယ်ထဲကကြေးရွာတချို့မှာ လေသမားတွေစီက KNU ငွေကြေးကောက်ခံနေတယ်လို့ပြောပေမဲ့ဒီကိစ္စကိုမသိဘူးလို့ KNU ဘက်ကပြန်လည်ညင်းဆိုတဲ့အကြောင်းဘီးလင်းမှာညအချိန်လေချောင်းကနေဘုံကျဲလို့၅ဦးသေဆုံးပြီးဒဏ်ရာရသူများပြတဲ့တဲ့ရင်ဆေးရနာရှင်တက်စစ်ကြောင်းတွေတဝဲအထူးစီးပွားရေးဆောင်ဒေသကိုအင်အားဖြည့်နေတဲ့အခြေအနေစတဲ့တဲ့ရင်တွေကိုနားဆင်ရမှာပါထိုင်းမြန်မာနယ်စပ်တိခိရွာတဲ့ကိုဆရာနာရှင် တက်က ဂျက်တိုက်လေရင်နဲ့အော်တိုဘာလ10ရက်မနက်မှာဘုံထက်မှန်ကျဲချတိုက်ခိုက်ပြီးအော်လီဂန်၁၇နှစ်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KYU တပ်မဟာလီဘိတ်တဝဲခရိုင်ကသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့မနက်8:45မိနစ်လောက်မှာ FTC 2000G အမျိုးအစားဂျက်တိုက်လေရင်နဲ့ထိခိရွာတဲ့ကိုဘုံလေးလုံးကျဲချတိုက်ခိုက်ပြီးစက်တနတ်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်ရမှာကာစီနိုယုံလူနေအိမ်တွေနဲ့ အဆောက်အုံတချို့ထိခိုက်မှုရှိတယ်လို့ဒေသခံတချို့ကပြောပါတယ်။ကရင်မျိုးသားအစီယုံ KNU တပ်မဟာလီဗိဒ္ဓဝဲခရိုင်အတွင်းရေးမှူးဘုဒ္ဓစောရနာကတော့အသေးစိတ်အခြေအနေမသိရသေးဘူးလို့ဆိုပါတယ်။အော်တိုဘာလ၈ရက်ကလည်းထိခိရွာကို၁၀ချိန်လောက်ဘုံကျဲရမှာဘုံအလုံး၄၀ကျော်ကျဲချတိုက်ခိုက်ခဲ့ပြီးညနေပိုင်းမှာလည်းဘုံတစ်ချိန်ထပ်ကျဲခဲ့ပါသေးတယ်။ဒဝဲခရိုင်နဲ့ထိဆက်နေတဲ့ထိုင်းမြန်မာနယ်စပ်မှာနိုင်အိမ်တောင်စခန်းကလွဲပြီး ထိခိနယ်ဇက်ကုံသွေးရေးစခန်းပါဝင်ဆရာနာရှင်တက်စခန်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မဟာမိတ်ပူးပေါင်းတပ်တွေက2025ခုနှစ်ထဲမှာတိုက်ခိုက်သိမ်းယူထားပါတယ်။အမတ်ရှိပြည်တော်စုလမ်းမကြီးအပအဝင်တနင်္သာရီတိုင်းအတွင်းကနေမြေအတော်များများကိုဆရာနာရှင်တက်လက်လွတ်ဆုံးရှုံးထားရပြီးအခုလပိုင်းအတွင်းလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုဆက်တိုက်လှုပ်ဆောင်နေပါတယ်။ တနင်္သာရီမြို့နယ်တကူးကျေးရွာကမိသက်ယုံကိုလည်းဇက်တိုက်လျင်နဲ့ဘုံကျဲတိုက်ခိုက်ပြီးဆက်တနတ်နဲ့ပါပြစ်ခတ်ခဲ့ပါတယ်။ဒဝဲမြို့နယ်ထဲကထိခိရွာကိုဘုံကျဲတိုက်ခိုက်ပြီးအပြန်9နိုင်ခွဲလောက်မှာတကူးရွာကမိသက်ယုံကိုထပ်ပြီးတိုက်ခိုက်ခဲ့တာလို့ကရင်မျိုးသားအစီယုံခရယူတက်မဟာလီဗိတ်တဝဲခရင်တွေ့ရမှုပတုစောရနာကပြောပါတယ်။တကူးရွာကိုဘုံနှလုံးကျဲချတိုက်ခိုက်ရမှာမိသက်ယုံကအဆောက်အုံတစ်ခုလုံးထိခိုက်ပျက်စီးပြီးចောင်းသားတူအပါဝင် အရသား၅ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာလေးနဲ့ဒေသခံတွေစီကသိရပါဗျ။လောင်လုံးမြို့အနီးမှာအော်တိုဘာလ10ရက်ဒီကနေ့မနက်ပိုင်းကဆေးအာနာရှင်တပ်နဲ့တော်လိုင်းရေးတပ်တွေကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။လောင်လုံးမျိုးဖက်ကနေညင်းမော်ရွာဖက်ကိုစစ်ကြောင်းထိုးလာတဲ့ဆရာနာရှင်တက်နဲ့တော်လိုင်းကြီးပူပေါင်းတက်တို့နှစ်နိုင်နီးပါးအကြာနှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့တာလို့ဆိုပါရယ် နေ့လယ်၁၂နာရီကျော်အထိပြစ်ခတ်တံတွေကြားနေရပြီးဒေသခံအများစုကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါရယ်။အဲဒီစစ်ကြောင်းဟာအော်တိုဘာလ၉ရက်မနက်ပိုင်းကလည်းညင်းမော်ရွာဘက်ကိုစစ်ကြောင်းထိုးလာပြီးရွှေပြောင်းလုတ်သား၅ဦးကိုဖမ်းဆီးသွားပါရယ်။စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာဆရာနာရှင်တက်ကတနင်္သာရီတိုင်အတွင်းစစ်ကြောင်းထိုးတာနဲ့နေအိမ်မီးရှို့တာ၊လေကြောင်းတိုက်ခိုက်တာတွေစက်တိုက်လှုပ်ဆောင်နေပါရယ်။ တဝဲခရိုင်တရချောင်းမြို့နယ်အတွင်းကကြေးရွာတချို့ကလှေသမားတွေစီမှာကရင်မျိုးသားအစီယုံ KNU ကငွေကြေးကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောက်ဆယ်စီတော်ကြီးကမွန်ချုံကမအိုင်ပအော့စတဲ့ကြေးရွာကယာနဲ့ချီတဲ့ကင်းမော်မြုံထောင်လှေတွေကနန်းပိုက်လှေတွေကလှေသမားတွေစီမှာ KNU ခန့်ရက်ကြေးအုပ်ချုပ်ရေးအဖွဲ့ကကောက်ခံနေတာဖြစ်ပါတယ်။လှေတစည်းကိုတနစ်စာအတွက်ငွေကျပ်6000တတ်မှတ်ထားပြီးငွေပေးသွေးမိရင် KNU ရဲ့မွေးမြူရေးနဲ့ရေလုံငန်းဌာနဌာနမှူးလက်မှတ်ပါတဲ့ငါးဖမ်းလုပ်ငန်းထောက်ခံချက်ထုတ်ပေးတယ်လို့ဆိုပါတယ်။ခွင့်ပြုချက်စာရွက်မှာကရင်မျိုးသားအစည်းအရုံး KNU တစိုက်တက်ထားပြီးငါးဖမ်းလုပ်ငန်းထောက်ခံချက်လို့ဖော်ပြထားတယ်လို့ရက်စွဲလောက်ကင်ခွင့်ရသူရဲ့အမည်နေရာငါးဖမ်းတဲ့လှေမျိုးအစားခွင့်ပြုတဲ့ရက်နဲ့ကုံဆုံးရက်တို့ပါရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထောက်ခံချက်ထုတ်ပေးတဲ့စာရွက်ပေါ်ကဖုန်းနှလုံးကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့တလုံးကဆက်ပိတ်ထားပြီး ကြံတလုံးကဖုံးမနေတယ်လို့ပြန်လည်ဖြေဆိုပါရယ်။ KNU တပ်မဟာလေးဗိတ်တဝဲခရိုင်အတွင်းရေးမှူးပတုစောရင်နာကတော့တရချောင်းမျိုးနယ်ကမြေပြင်မှာအခုလိုငါးဖမ်းလှေတွေကိုငွေကောက်နေတဲ့ကိစ္စမသိဘူးလို့ပြောဆိုပါရယ်။ငွေကောက်နေတဲ့ကြေးရွာတွေဟာ KNL တယင်းစနစ်တက်ခွဲ3စုံမထိန်ချုပ်နေမြေဖြစ်တာကြောင့်တရင်စနစ်ကတရင်မှုကိုဆက်သွယ်မေးမြန်းရမှာသူတို့တက်အနေနဲ့အခွန်အခောက်ကိစ္စတွေကိုလှုပ်ဆောင်တာမရှိဘူးလို့ပြန်လည်ဖြေဆိုပါရတယ်။ ငါးဖမ်းလေတွေမှာငွေကြေးကောက်နေတာရှိတယ်လို့ KNU ရက်ကြေးအဖွဲ့ကရွာရီမှာခေါင်းစဉ်မျိုးမျိုးနဲ့ငွေကြေးကောက်ခံနေတာလည်းရှိသေးတယ်လို့ဒေသခံတချို့ကပြောပါရယ်။ KNU တပ်မဟာလေအတွင်းရင်မူပဒုစောရဲနာနဲ့ KNL တရင်စနစ်ကတရက်ချောင်းကလှေသမားတွေစီမှာငွေကြေးကောက်ခံနေတာကိုမသိဘူးလို့ပြန်လဲညင်းဆိုတာကြောင့်အခုငွေကောက်ခံတာကိုဘယ်အဖွဲ့အစည်းကကောက်တယ်ဆိုတာတိတိကျကျမသိရသေးပါဘူး။ မွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကျေးရွာကိုအော်တိုဘာလ9ရက်နေ့ညကဆရာနာရှင်တက်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်လို့ကလေးအပါဝင်9ဦးသေဆုံးပြီး10ကျော်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ယမန်နေ့ညည8နာရီဝန်းကျင်ကဆရာနာရှင်တက်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲပြင်းမပင်စိတ်ကျေးရွာထဲကိုပေါင်900ဘုံနဲ့ကျဲချတိုက်ခိုက်ခဲ့တာပါ။ ကျဲချခဲ့တဲ့ဘုံတွေကကျေးရွာထဲမှာရှိတဲ့နေအိမ်တွေပေါ်ကိုကြက်ရောက်ပတ်ကွဲပြီးကလေးလေးဦးနဲ့အမျိုးသားတအူးတေဆုံပြီးကလေးတွေအပါအဝင် ထိခိုက်ဒဏ်ရာရသူ10ဦးထပ်မံရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကိုနှိစက်ရစေးရုံကိုပို့ဆောင်ပြီးစေကူတမှု ခံယူနေရပြီးဒဏ်ရာပြင်းထန်လို့အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်းရှိတယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခတ်မှုကြောင့်တေဆုံသွားတဲ့ကလေးတွေကအသက်9နှစ်ကနေ12နှစ်ကြားကလေးတွေဖြစ်ကြပါတယ်။ဆရာနာရှင်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့ ပြင်းမပင်စိတ်ကြီးရွာဟာကရင်မျိုးသားစီယုံခရံယူတက်မဟာတင့်နဲ့တက်မဟာငါထိမ့်ချုံနယ်မြေဒေသကြားမှာရှိတာပါရေပြူမျိုးနယ်နဘူးလေဒေသကဒဝဲအထူးစီးပွားရေးဆောင်ဒေသထဲကိုအော်တိုဘာလ9ရက်ညနေပိုင်းကစပြီးဆရာနာရှင်တက်ကအင်အားဖြည့်ဝင်ရောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်အင်အားတရာကျော်လောက်ရှိတဲ့ဆရာနာရှင်တက်စစ်တောင်းတစ်ချောင်းဟာဒီကနေ့အော်တိုဘာလ10ရက်မနက်9နာရီလောက်မှာ လောင်လုံးမြို့နယ်မှာရှိတဲ့ပဒံအန်ကျေးရွာအရှိဘက်ကနေဒဝဲအထူးစည်းဝေးရေးဆောင်ဒေသကိုစစ်တောင်းထိုးရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါရယ်။အဲဒီစစ်တောင်းဟာရဲသားတချို့ကိုလည်းဖမ်းလာတယ်လို့ဆိုပါရယ်။အင်အား80လောက်ရှိတဲ့နောက်ထပ်စစ်တောင်းတစ်ချောင်းကလည်းအောက်တိုဘာလ9ရက်ညနေပိုင်းမှာပဲရေဖြူမြို့နယ်ရလှိုင်းရွာကိုမြေတင်ကားနှစ်စီးလာချခဲ့ပြီးအရှိဘက်ကိုထွက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။ စစ်ကြောင်းရောက်လာလို့ဆိုင်ကယ်နဲ့ထွက်ပြေးဖို့လုပ်နေတဲ့ရလှန်ရွာကမျိုးသမီးတူရဲ့ဆိုင်ကယ်ကိုလည်းအာရမယူဆောင်သွားတယ်လို့ဒေသခံမျိုးသမီးတူကပြောပါတယ်။ဆိုင်ကယ်တူးပေါက်ထဲမှာထည့်ထားတဲ့ပတ်စံနဲ့မှတ်ပုံတွင်နေလဲပါသွားတယ်လို့အဲ့ဒီဒေသခံမျိုးသမီးကဆိုပါတယ်။ဆရာနာရှင်တက်ကအခုလိုစစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကတ်ကြီးတုံးမပေးရနေလေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဝအဖွဲ့သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါရရှင်။